ဒီမှာပိုင်းဒီဗီဒီယိုလေးကိုတွေ့လိုက်တော့တို့ရဲ့ကာကွက်တွေကိုကြည့်ပြီးတော်တော် surprise ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုရင်တော့မကြိုင်အချိန်တုန်းကကျွန်တော်ရဲ့ viewer တွေလည်းသိချိန်ပါလဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးက line ပေါ်မှာတော်တော်လေးလည်းပြန့်နေတဲ့ video တွေရဲ့တပုတ်လို့လည်းပြောလို့ရပါတယ်။ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးဒီပဲဖြစ်သေးမကြည့်ရသေးဘူးဖြစ်စေ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးပြန်ပြီးတော့ reaction လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့ပြန်လည်းကြည့်ရှုဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်။ Okay ဆိုတော့အရင်ဆုံး video လေးနည်းနည်းဖွင့်ပြမယ်ပြီးမှပြန်ပြီးတော့ reaction လုပ်ပေးမယ်။ကြည့်လိုက်ရအောင်။အကြံကြည့်ပါဦးမှာကာကွက်တွေ။ ိုက်မမီတော့သူတို့ရဲ့ကားကွက်တွေကိုကျွန်တော်လိုက်မမီတော့ဘယ်သူများတင်ပေးလိုက်တာလဲမသိဘူးအာဒါအမှုပညာနော်ဒါအမှုပညာပြကွက်တယ် တွေလဲလို့နော်ဘာကခွက်တွေလဲလို့ခြားခွက်တွေမရှိတော့ဘာလို့ပြန်ဘာလေးလဲလို့ဘာဒုက္ခပါဘဒုညတင်ပေးလိုက်တာလဲလို့เนาะနီးပြတ်เสียဘဒုလဲလို့လိုက်ရှာအောင်တော့ဖြစ်နေတယ် မာမင်းကလေးတွေနဲ့လူငယ်လေးတွေလူတွေဖြစ်ကုန် ိတ်တွေလည်းညစ်ပါအေးကဲမြန်မြန်ပြီးပါတော့ငါကြည့်ရတာတကယ်ပါโอเคสรุปวิดีโอนี้ก็อารมณ์เย็นด้วยแต่อันใดเนาะตะแกกูมาပြောมั้ยဆိုဒါอนุปัญญาลาလို့တော့ကျွန်တော်တို့မေးเสียမလို့တဲ့ဒါပြခွင့်မျိုးလို့ပဲပြောออกมาဗောလीเนาะဘာကြောင့်လဲဆိုတော့ဒါအนุปัญญามาမဟုတ်တာเนาะအဲ့တော့ပြောချင်တာဒီပေါ်မှာဒီ state စင်ပေါ်မှာတက်ပြီးတော့ကနေတဲ့ညီလေးတွေညီမလေးအနေနဲ့ရော ိုလောက်တာကဘာလဲအမှုပညာလားသို့မဟုတ်ဘာကိုပြချင်တာလဲဘာ performance လဲနော်ဘလို့တင်ဆက်မှုမျိုးလဲဘလို့ entertain လဲဒါ entertain လုပ်တယ်လို့တော့အကိုတော့မမြင်မိဘူးပေါ့နော်ပြောမယ်ဆိုရင် entertain လုပ်တဲ့နည်းတွေတခြားသောပုံစံတွေနဲ့အကိုတို့လူတွေကိုဖြော်ပြလို့ရတယ်ဒါဒါမှမဟုတ်လဲကိုကအမှုပညာရှင်တယောက်ဖြစ်ချင်တဲ့အမှုပညာပြကွက်တွေလုပ်ချင်တဲ့အမှုကိုရဲ့တက်ဆွမ်းတဲ့အမှုပညာတွေကိုပေးတဲ့တွေချပြချင်တဲ့ဆိုရင်ဒါအမှုပညာမဟုတ်တာ ဒါအကူကတော့ပြောမယ်ဆိုရင်ဒါအပွင့်လင်းဆုံးမြင်တဲ့အတိုင်းပဲပြောမှာပဲဒါပြောမယ်ဆိုရင်လက်ရှိအကူတွေ့နေရတဲ့ဗီဒီယိုတွေကငါညီတွေရဲ့အသက်ရွယ်ရောလည်းအကူရဲ့ညီရွယ်ညီမရွယ်လောက်ပဲရှိမှထင်တဲ့အတွက်ကိုညီလိုညီမလိုဒါအဲ့လိုစိတ်နဲ့ပဲကိုပြောတာဖြစ်ပါတယ်ဒါဆိုတော့အဓိကကဒီကောက်ွက်တွေကိုတင်ပေးလိုက်တဲ့သူတွေအနေနဲ့လည်းသူတို့တက်ကွာအသက်လဲပြောရမဆိုကြည်မယ်ဝါလဲကြည်မယ်ဒီလိုလုပ်ငန်းပုံပါလीเนาะဆိုတော့ဒီလိုမျိုးငါတင်ပေးလိုက်ရင်ဒီကလေးတွေဒီကလေးမလေးတွေ လူတွေရဲ့အမြင်မှာတင့်တယ်ပါမလားဆိုတာရောမတွေးမိဘူးလားပေါ့နော်ကျွန်တော်ဒီလိုပဲထည့်ပဲမေးချင်တယ်ဘာကြောင့်လဲဆိုတော့အကွက်တွေကတကယ်ကို entertain လုပ်နေတဲ့ကားခွက်နဲ့မတူဘဲနဲ့မှာတကြည့်ရှုနေရတဲ့သူတွေအထက်တကယ်ပဲပြောမယ်ဆိုတရုတ်ပြက်ရင်ကျေးမှုကိုလုတ်ပြနေတဲ့ပုံစံလိုပဲကျွန်တော်နေနဲ့အမှတ်ယူချင်တယ်ပေါ့နော်ဟောကားခွက်တွေလည်းအလုံးကကုနာချိပြီးသွားပြီပေါ့နော်ဘလို့ကားခွက်တွေကပြနေရတာလဲဆိုတာအဲ့တော့ဒီချက် ဟိုကောင်းမွန်တဲ့ကကွက်တွေမရှိတော့ဘူးလားလို့လည်းမေးချင်ပါတယ်မျိုးကဲကွက်စတိတ်စင်ပေါ်တက်ကြတဲ့အခါမှာအန်ကြီးတွေညီမတွေအနေနဲ့ဒီလိုဟာကိုပြန်ပြီးတော့ကိုယ့်ရဲ့မေယေမိဘတွေကိုဂုံယူပြီးတော့ဆိုပါစို့ပေါ့နော်ဒီနေ့တော့တမီးတော့ဟလာဘယ်စတိတ်စင်မှာဘလို့ကခဲ့တဲ့အမေဟလာအဖေကြည့်ပေးပါအောင်ဆိုပြီးဗီဒီယိုရီကော့ဘလို့ပြမယ်အဲ့တော့ကြည့်ရှုတဲ့ကိုယ့်ရဲ့မေယေမိဘတွေရောဟာငါတမီးလေးကတာတော်လာပြီလားဆိုပြီးဘလို့ချီးမွမ်းပေးရမလဲအဲ့လိုပဲတစ်ဖက်ကပြန်ကြည့်မယ်ဆိုသားတွေလည်းဒီလိုပဲ တားယောက်ကြားလေးဒီထဲကညီငယ်လေးတွေလည်းဒီတိုင်းကိုယ့်ရဲ့မေအမိဘဒါမှမဟုတ်ကိုယ့်ရဲ့အမကိုယ့်ရဲ့ညီမတွေကိုအကူတော့ဒါမှမဟုတ်မောင်လေးတော့ဒီလိုမျိုးတော့ state စင်ပေါ်မှာကခဲ့ပြီဗီဒီယိုရီကော်လေးကြည့်ပေးပါဦး line ပေါ်မှာလည်းတက်နေပြီအားပေးကြပါဦးဟုတ်ပြီအားပေးမယ်ကြည့်လိုက်တဲ့အခါမှာဘလို့ကခွက်တည်လဲဘလို့အားပေးရမှာလဲမိဘတွေကဘလို့ပုံစံနဲ့ခံစားပေးရမှာလဲကိုကခဲ့တဲ့ကခွက်တည်အဲ့တော့ပြောမယ်ဆိုရင်မေအမိဘတွေကပညာတွေသင်ပေးထားတယ်ဆိုတာအလကားသင်ပေးထားမှာမဟုတ်ဘူး ူများတကကဒီလိုလှုပ်ဆိုတာနဲ့ကိုကလှုပ်ဖို့မဟုတ်ဘူးသူများတကဒီလိုကဆိုရင်ဟာဒီလိုကရင်ယဉ်ကျေးမှုငါတို့ရဲ့ယဉ်ကျေးမှုအရာလူတွေရဲ့အမြင်မှာဘလို့ဖြစ်မလဲဆိုတဲ့အတွေးခေါ်လေးတွေအဲ့ခါကျရင်ကိုယ့်ရဲ့ပညာကိုသင်ခဲ့တဲ့ပညာတွေနဲ့ကိုယ့်ရဲ့အုံနောက်နဲ့ပေါင်းဆက်ပြီးတော့ဒါစဉ်းစားတွေးခေါ်ရမယ်နော်ဒီတိုင်းသူများတကဟာငါအကစရာငါဒီလိုကခိုင်းတယ်မင်းတို့ကဆိုတာနဲ့လိုက်ကနေလို့မရအောင်လေနော်ဟိုပုံစံမကြဘူးဆိုရင်မကတိမကအောင်အခုကမဟုတ်ဘူး ကတာပဲကတဲ့အခါကျတော့ဘာဖြစ်လဲလူတွေပြောစရာဖြစ်တယ်လူတွေဆဲဆိုကြည့်အောင်ညီလေးတို့ညီမလေးတို့အသက်အရွယ်နဲ့မလိုက်အောင်အခုချိန်မှာခံပြီနော်ဆိုတော့ဒါကပြောမယ်ဆိုရင်ကို့အတွက်ဒီဟာလက်ရှိမှာဒါလောက်ရတခုမှားသွားပြီဒါပေမဲ့ဒီအမှားကနေနောက်ထပ်တစ်ခါထပ်မဖြစ်အောင်ညီတို့ညီမတို့အနေနဲ့ဘာဖြစ်ဖြစ်ဒါသင်ခန်းစာယူရမယ်အဲ့လိုပဲကိုအရှိမပြောခဲ့သလိုပဲကို့ရဲ့လောက်ရကအဲတမိုင်းမှာနော်ပြောမယ်ဆိုတမိုင်းဆိုတော့ဟိုတမိုင်းကိုပြောတော့ဟုတ်နော်ကို့ရဲ့ history တခုမှာဘာပဲဖြစ်ဖြစ် ဟို history တစ်ခုရေးတိုင်းရေးတိုင်းမှာအကောင်းတွေပဲဖြစ်အောင်ကိုအနေနဲ့စင်ကြရမယ်ကိုဖြတ်တန်းရဟိုဘဝလမ်းတစ်လျှောက်မှာကိုလောက်ခဲ့သမျှအရာတွေအားလုံးဟာလူတွေကိုဘယ်အချိန်မှထုတ်ပြထုတ်ပြကိုအတွက်တကယ်ကိုမှတ်ကြောက်တင်နိုင်တဲ့အပေါင်းလက္ခဏာတွေပဲဖြစ်ရင်အကောင်းဆုံးပဲပေါ့လေနော်အဲ့လိုမဟုတ်ဘဲနဲ့မှကိုလောက်ခဲ့သမျှအရာတွေအားလုံးဟာ negative တွေပဲဖြစ်နေတဲ့အခြေအနေမျိုးဆိုရင်ကိုဘလို့သွားပြီးတော့ဟလာကိုရဲ့မှတ်တိုင်ခေါင်းတွေကိုစိုက်ထူနိုင်မလဲပြီးတော့အနာဂတ်မှာကိုကအသက်ကငယ်ဝမှမဟုတ်ကြီးလာမှာအကြီးလာရင်တော့ ငယ်စဉ်တော့ငါဘာတွေလုပ်ခဲ့ပါတယ်ဆိုတာကိုယ့်ရဲ့တားရီသမီးတွေရှိလာခဲ့ရောဘလို့ပြန်ချပြမှာလဲဟုတ်လားစဉ်းစားစရာတွေပြောမှဆိုအများကြီးပဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုလဲဒီလိုပဲကိုယ့်ရဲ့အဖေအမေတွေညီကိုမောင်နှမတွေကအဲကျွန်တော်ရဲ့တားလေးကျွန်တော်ရဲ့သမီးလေးပညာလုပ်ငန်းတွေလုပ်နေပြီနော်အခုဆိုရင်ဒါဘာပဲဖြစ်ဖြစ်ဒီလိုကရတယ်ဆိုတာဒန်ဆာလုပ်တယ်ဆိုတာလည်းပြောမှဆိုအနုပညာထဲမှာပါဝင်တယ်နော်ကပြဖြောပြနေတယ်ဆိုတာလည်းဒါအနုပညာထဲမှာပါဝင်ဒါပေမဲ့ညီလေးတို့ညီမလေးတို့လုပ်နေတဲ့ပုံစံကဒါအနုပညာမဟုတ်ဘူး ဆိုတော့အဲ့ဒီအဲ့လိုအမှုပညာမဟုတ်တဲ့ပုံစံမှာမှရိုင်းဆိုင်တဲ့ကိုယ့်ရဲ့ပြောမယ်ဆိုကာကွက်တီကိုမေအီမိပါတဲ့ညီကိုမောင်နှမတွေကဘလို့ပုံစံနဲ့ဂုံယူပြီးတော့မှကျွန်တော်တို့ရဲ့မောင်လေးကျွန်တော်တို့ရဲ့ညီလေးကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့သမီးဒီလိုမျိုးပုံစံနေနဲ့ entertain လုပ်ပြီးတော့ပေးသက်တွေကိုဖျော်ပြင်းနေသူတို့ရဲ့အမှုပညာကိုကြည့်ကြပါအောင်ဘလောက်တော်ကြလဲဆိုပြီးဘလို့ချီးကျူးပေးရမှာလဲဆရာသမားတွေဆိုရင်ရောဘလို့မျိုးပုံစံနဲ့ကိုယ့်ရဲ့တပည့်တွေကိုချီးကျူးပေးရမှာလဲ ဆိုတော့အဲ့လိုချီးကျူးစရာမရှိတဲ့လုတ်ကွက်တွေပြားကွက်တွေကိုဘာအတွက်ကြောင့်ကိုယ့်ရဲ့ဒါအီးမေးကိုအထိခိုက်ခံပြီးတော့ညီညီမတွေအနေနဲ့လုံမလဲစဉ်းစားလေဟုတ်တယ်မလားဒါအကိုကဘာပဲဖြစ်ဖြစ်ဒါကိုညီညီမလို့သဘောထားပြီးတော့ကိုယ်အနေနဲ့ဒါအကြံပြုပြောကြခြင်းဖြစ်တဲ့နောက်နောက်ဒီမျိုးပုံစံနေဆရာသမားတွေကကိုယ်ဒန်ဆာဝါသနာပါတယ်ဆိုရင်ပြောတာပါဆရာသမားတွေကသင်ပေးလာခဲ့သည်ရှိတော့ no ဒါလုံးဝကျွန်တော်တို့ဒီလိုပုံစံဆိုရင်တော့ကျွန်တော်တို့လုံးဝမကောက်ကျွန်တော်တို့ကကျင်တဲ့ဒန်ဆာကဒီလိုပုံစံမဟုတ်ဘူး နော်ဟိုခစ်ကလဲမှီရမယ်သို့တော်လည်းပဲကျွန်တော်ကိုယ့်ရဲ့တိုင်းပြည်ရင်ကျင်းမှုနဲ့မအပ်လျော်တဲ့ပုံစံမျိုးတွေကကွက်တွေဆိုရင်တော့ရှောင်ရမှာလीနော်ဘာဖြစ်ကျွန်တော်အရှိမပြောခဲ့သလိုပဲကို့မှာအုံတော့ရှိတယ်ဟလာကို့ကပညာတွေသင်ထားတဲ့လူငယ်တွေဖြစ်တယ်ဆိုတော့ဒီပညာတွေကဘာလဲဆိုတော့စင်ကြီးတုံးတရားကိုယ့်ရဲ့လုံးတဲ့မလုံးတဲ့ဆိုတော့အရာတွေကိုဆုံးဖြတ်တဲ့နေရာမှာကိုယ့်ရဲ့ပညာဉာဏ်နဲ့ အဲကိုတို့စဉ်းစားဆင်ခြင်ရမှာလည်းဖြစ်တယ်လို့အခုအနေနဲ့အကြံပြုပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။โอเคဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဗာမြတ်မှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းနဲ့ချင်းကိုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ viewer တို့တယောက်ရှင်းစီတိုင်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါမယ်ဗျ။ See you next video.